မန္တလေးတိုင်းတောင်သာမြို့နယ်မကြီးပင်တဲ့ကြီးရွာမှာစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်တဲ့အတွက်ဒေသခံမျိုးသမီးတူတန်ရာရပြီးနေအိမ်ခုနှလုံးပျက်စီးသွားတယ်လို့တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းကသိရပါဗျ။ဧပြီလ25ရက်နေ့ညနေ3နာရီကျော်မှာစစ်ကောင်စီတပ်ရဲ့ Jet Fighter တစ်စီးကမကြီးပင်တဲ့ကြီးရွာထဲကိုဘုံသုံးလုံးကျဲချခဲ့တယ်လို့ဆိုပါဗျ။ဘာတိုင်းဝဲမှမရှိဘူးပဲလေခြားသွားတာပဲ။နိုင်ဝါကျော်ကြီးညီမလေးကလည်းအိမ်ဝိုင်းမှာသွားတာပေါ့။ လူကတော့ထိခိုက်နေ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 မရှိဘူး။ဘာလို့ပြောလို့တော်တော်လေးရှိတယ်။အိမ်မှာလေအိမ်ကြီးအိမ်ကြီးထိခဲ့တယ်ဆိုပြီးအိမ်ပြည့်တယ်ကြာတယ်ဆိုအိမ်ကြီးအိမ်ထိခဲ့တယ်လေအိမ်ကခုနှလုံးပြည့်တယ်ဆိုဘုံသာတိမန်လို့အသက်50ကျော်အရွယ်ဒေါနုနုထိခိုက်တံရရရှိပြီးနေအိမ်ခုနှလုံးပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်မကြီးမင်းရဲ့ကြေးရွာဟာလေကြောင်းအန်ရဲ့ဂျိုတင်ကောက်ွယ်ပြီးဘုံခိုခြင်းတွေလှုပ်ထားတဲ့အတွက်လူထိခိုက်မှုနည်းတာဖြစ်နိုင်တယ်လို့တောင်သာမြို့နယ်ပကဖပြန်ကြားရေးတာဝန်ခံကပြောပါတယ်မကြီးမင်းရဲ့ကြေးရွာမှာ အင်ဂျီတရာကျော်လူဦးရေ600ဝန်းကျင်နေထိုင်တဲ့ကျေးရွာဖြစ်ပြီးအခုတိုက်ခိုက်ခံရတာကဒုတိယအကြိမ်ဖြစ်တယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့မတ်လ28ရက်ကလည်းမကြီးပင်တဲ့ကျေးရွာကိုစစ်ကောင်စီတပ်ဘက်ကဆက်တက်လေဒီအုံပြုကကျေးရွာထဲဘုံကျဲချခဲ့တာကြောင့်ကျေးရွာဘုံရင်ကျောင်းနဲ့နေအချို့ပျက်စီးခဲ့တယ်လို့သိရပါတယ်။